ဦးကျင်မောင်ဆိုသူကတော့မျိုးလေးတစ်မျိုးမှစိုက်ကားနေတဲ့သူဖြစ်တယ်။စိုက်ကားမထွက်ခင်တော့အရက်ကလေးနဲ့နဲ့ချလာတယ်။အရက်ကလေးကလည်းသူချနေကြပဲဖြစ်တယ်။ဒီနေ့ချတော့အရက်မှာခါတိုင်းထည့်နေနေတယ်။ဒါကလည်းသူ့ရဲ့အိတ်ထဲမှာကငွေစားကလည်းနေနေတာကြောင့်ပဲ။ဇီးဦးလည်းမပေါက်သေးပါ။တကယ်တော့ရွာပြင်လမ်းထိပ်ဒေါ်ဘူးမအိမ်မှာသူစောင့်နေတာ။သူစောင့်နေရတဲ့ကလည်းစိုက်ကားယူရမယ်ဖြစ်တယ်။စောင့်ရင်းနဲ့သူ့မှာပါလာတဲ့ငွေစားလေးတွေနဲ့ရတဲ့လောက်တောက်ခဲ့ရတယ်မဟုတ်ပါလား။ ဒေါ်ပူမစီကစိုက်ကားကိုသူကညာဆိုင်ယူနေတဲ့သူပဲဖြစ်တယ်နေခင်းနေတဲ့သူလာပြီးမှ သူကရမယ်မဟုတ်လားဟောနေခင်းနေတဲ့သူကစိုက်ကားလာအဲ့၍သူလဲ၎င်းစိုက်ကားကိုဒေါ်ပူမစီမှယူပြီးတော့ထွက်လာခဲ့တယ်သူနင်းတဲ့မျိုးလေးကလည်းအဝေးပြေးကားများရန်နာတဲ့နေရာစုံဖြစ်တဲ့မျိုးလေးဖြစ်လို့လူရကြတယ် ဥကျမောင်ဆိုင်ကန်းနေလာခဲ့တယ်။ဒေါ်ဘူးမအိမ်မှစပြီးထွက်လာခြင်းမှာပင်အရက်နဲနဲဝင်ခဲ့၍နဲနဲတော့ရီဝေဝေဖြစ်နေတယ်။အချိန်ကလည်းနေဝင်တော့မယ်ဖြစ်တယ်။ကားလမ်းပေါ်မှာဥကျမောင်တယောက်ထဲဖြည်းဖြည်းလေးနေလာခဲ့တယ်။ထွက်ခါသူနာမှစိုက်ကန်းနေလာတော့သူကိုကြည့်လိုက်တော့ဖိုးခွားတယောက်ဖြစ်နေတာကိုတွေ့ရတယ်။ဖိုးခွားကားတွေရောက်နေပြီလား။ဟုတ်ကဲ့ဥကျမောင်မြင်မြန်သွားလူတွေကုန်သွားအောင်မယ်။ အေးအေးအေးဦးကျင်မောင်လည်းဖိုးကားပြုတ်လိုက်တော့ကြောင့်စိတ်ပူပြီးတော့စိုက်ကားကိုနည်းနည်းတွတ်တွတ်ကလေးနင်းလိုက်တယ်။ရွာဝင်လည်းနဲ့ကားကြီးကလည်းနည်းနည်းတော့လှမ်းနေ။နေဝင်တော့မှဖြစ်တဲ့အတွက်လမ်းမီးများမရှိ၍မောင်လာမှလည်းစိုးတယ်။ဦးကျင်မောင်စိုက်ကားကိုနောက်ကြည့်လိုက်။ရှေ့သူနင်းလိုက်နဲ့လုံနေရတော့တယ်။သူ့နောက်မှကားများကလည်းတဝီဝီဖြင့်မောင်းနေကြသေးတာမဟုတ်လား။မတော်လို့အမှုသမားများမောင်းတဲ့ကားနဲ့စူသူကဦးစားကွက်မှာသူလည်းအရက်တောက်ပင်မဲ့တေမာတော့ကြောက်တယ်။သူ့မှာကမိသားစုကရှိသေးတယ်လေ။နေကင်းရွာထဲမှာပယံအလုတ်လည်းလုတ်တယ်။ ညကြာရင်လဲစိုက်ကားနေနေသူ့မှာကမိသားစု၄ဦးရှိတယ်မိန်းမနဲ့ကလေးက၄ယောက်ဖြစ်တယ်အကြီးကတော့ယောက်ျားလေးကိုရန်တနေတယ်အငယ်ကမိန်းကလေးဖြစ်တယ်ခုနှစ်တန်းရောက်နေပါပြီဒါကြောင့်လဲသူကမနေ့ပြန်အလုံးနဲ့မလောက်၍ညနေပါ စိုက်ကားထွက်နေရခြင်းမဟုတ်ပါလားဒီတော့သူစိုက်ကားနေရတာတမျိုးဖြစ်နေတယ်အရက်ကြောင့်တော့နည်းနည်းရီဝေနေပေမဲ့သူ့ကိုယ်သူလည်းထိနိုင်တယ်ဒါပေမဲ့သူပြန်ပြီးစဉ်းစားတယ်ဒီနေ့သူတောက်ခဲ့တာခါတိုင်းနေထဲအနည်းဆုံးမှာဘာကြောင့်များရီဝေဝေတွေဖြစ်နေရတဲ့ပေါ့အသက်ရွယ်များရလာသလားလို့ပဲထင်မိတယ်ထွက်ခါခလန်းလန်းမှကုကုပင်ကြီးအောင်မှာမိန်းကလေးနှစ်ယောက်သူလာရလန်းတွင်သူ့ကိုတားနေလေတော့တယ်ဦးကျမောင်းလည်း၎င်းမိန်းကလေးနှစ်ဦးကိုကြည့်ပြီးသူမတို့နားသို့အနေလာခဲ့လိုက်တယ် သူမတို့နားတို့ရောက်တော့၎င်းမင်းကလေးနှစ်ဦးကိုကြည့်လိုက်တော့တော်တော်လေးလှတာကိုတွေ့ရတယ်။နှစ်ယောက်စလုံးပါတိတ်အပြာကန်အပွင့်နှုတ်နှုတ်ကလေးရိုက်ထားတာဝတ်ထား၍ကြည်ကောင်းကောင်းနဲ့လာခဲ့တာ။သူ့ကိုလက်သားမှမမြင်ပဲဒီမအကိုကြီးအကိုကြီးဦးချင်မောင်လဲဒုတိယအခေါ်မှအတိဝင်ကဟာညီမတို့စိုက်ကားငားမလို့လားဟုတ်ပါတယ်အကိုကြီးအားတယ်မဟုတ်လားအားပါတယ်အခုမှဈေးဦးပေါက်တာပါညီမတို့ကဘယ်သွားမှလဲကားကိတ်အကျော်လေးပါဟိုရပါတယ်ရပါတယ်လိုက်ပို့ပါမယ်ဘယ်လောက်ပေးရမလဲ နှစ်ယောက်ဆိုတော့900ပဲပေးပါဟုတ်ကဲ့အကူကြီးညီမတို့လိုက်ပါမယ်ဦးကျမောင်လည်းမင်းကလေးနှစ်ယောက်နာသူရောက်ရောအမွှေးနဲ့နေရ၍ရင်မှုနေမိတော့တယ်၎င်းမင်းကလေးနှစ်ဦးအားသူ့ရဲ့ဆိုင်ကားပေါ်ကိုတင်း၍နေရမှာပျော်နေမိတော့တယ်သူတို့ဆွတ်ထားတဲ့ရင်မှုနဲ့ကလေးတွေကလည်းသိနေတယ်မဟုတ်ပါလားဦးကျမောင်သူတို့နားမှဆိုင်ကားကိုရက်ပေးလိုက်တယ်သူတို့ကလည်းဈေးညှိပြီး၍ဆိုင်ကားပေါ်ကိုတက်လိုက်လေတော့တယ်အမျိုးသမီးနှစ်ယောက်စလုံးမှာအရက်တူညီးပြီးကိုလုံးကိုပေါ်မှာလည်းပြောစရာမရှိပါယောက်ျားသားတို့မမောစရာကိုလုံးပိုင်ရှင်လေးတွေဖြစ်၍ဦးကျမောင်သူတို့၏အလားထဲမှာတော့နေမျောနေ မိတယ်။ထွက်ခါမျိုးသမီးတို့ကဥလိစိုက်ကားကအပိုင်လားမဟုတ်ပါဘူးအငားပါကွယ်တညဘလောက်ပေးရလဲ900ပါဒီနေ့တော့200ပဲရှာရမှာပေါ့ဟုတ်ပါတယ်ညီမတို့စီကရမှဥလိအဆင်ပြေမှာပေါ့ဥလိမှာမိသားစုရှိလားရှိတာပေါ့ညီမရဲ့ကလေးနှစ်ယောက်ရှိတယ်ចောင်းသားတွေပဲလားဟုတ်တယ်အကြီးကယောက်ျားလေး9တန်းပါအငယ်ကတော့မိန်းကလေး9တန်းပါ ဦးလေးဒီလှုပ်တစ်ခုပဲလှုပ်တာလားယင်မဟုတ်ဘူးကွနေခင်းမှမပင်ရန်လှုပ်ပါနဲ့ဦးလေးအရန်ပင်မဲ့မှာပဲနော်ညီမတို့တနာလိုက်တာဒီလိုပဲပေါ့ညီမရေဘဝဆိုတာလေကိုဖြစ်တဲ့တိုင်းဖြစ်ခွင့်မှမရှိတာသူတို့ဖြစ်စေချင်တာကိုကလိုက်လှုပ်ရတာပဲမဟုတ်လားအလေဦးလေးကအလာကြီးပါလားဘဝကိုတော်တော်နာနေတဲ့ပုံပဲဘဝကိုနာတယ်ဆိုတာကလည်းဘဝကိုရုန်းကန်လာရတာလည်းများလာလို့ပါဟုတ်တယ်နော်ဘဝကိုယုံငယ်ရတာများရင်ဘဝကိုနာလာကြတယ်ဆိုတာတော့ယုံလိုက်ပြီဒါနဲ့ညီမတို့ကဒီချင်းကြီးဘာလာလောက်ကြတာလဲ ညီမတို့ကအမွန်ညီမတွေပါ ဝေမာဦးသူကတော့ဝေမာထွေးပါ အခုအိမ်ပြန်မလို့ပါဘဲကလာကြတာလေရွာထဲကပါ အခုကဘယ်နားမှနေလို့လဲညီမတို့သွားတဲ့နေရာကအိမ်လည်းမရှိပါဘူးဩသိပါပြီဟိုနောက်ကရွာထဲကလားဟုတ်ပါတယ်ရွာတဲကပါ အခုကတော့ဒီရွာကိုအလဲလာတာပါအတိအိမ်တိမ်မှာအလူလုံးလိုလာတာပါ ဥကျင်မောင်တယောက်စကားတပြောပြောပြန်ဆိုင်ကားကိုယူဆိုင်နင်းလာခဲ့တာလမ်းတစ်လျှောက်လုံးလည်းမပြင်းရပါဘူး။သူနဲ့အနီးဆုံးထိုင်နေတဲ့မိန်းကလေးကလမ်းတစ်လျှောက်လုံးစကားများပြော၍သူ့မှလည်းမပြင်းရပါ။ဥကျင်မောင်ဆိုင်ကားနင်းလာခဲ့ရာအဝေးပြေးရင်ရန်နာစခန်းမှကြော်လာပြီးဖြစ်တယ်။၎င်းနေရာကြော်လျင်အိမ်များဆိုင်များမရှိတော့ပါ။တပြေးပြေးပြေးလူသားလူလာကလည်းရှင်းလာတယ်။ကားလမ်းပေါ်မှာလည်းသူ့ရဲ့ဆိုင်ကားတစည်းနဲ့အမျိုးသမီးနှစ်ယောက်သာရှိနေတော့တယ်။ဥကျင်မောင်လည်းဆိုင်ကားကိုဂယူတစ်ဆိုင်နင်းလာခဲ့ရာရှေ့တွင်တင်းကျိုင်းကုန်းတစ်ခုတွေ့လိုက်လျရတော့တယ်။၎င်း၏ဆိုင်ကားတင်းကျိုင်းကုန်းသာသူ့ရောက်တော့ အပုံနဲ့တကူက1900ရလာတယ်။လေးသိန်းလို့လားလို့သူ့ရဲ့စိတ်ထဲမှာတော့ထင်လိုက်မိတယ်။ပြီးနောက်မသိတယ်လို့နေလိုက်မိတယ်။ဦးကျမောင်ရဲ့ဘေးတွင်ထိုင်ပြီးလိုက်လာတဲ့အမျိုးသမီးနှစ်ယောက်ကလည်းစကားမပြောတော့ဘဲငြိမ်ချက်သားကောင်းနေလိုက်တယ်။ဦးကျမောင်လည်းသူ့တို့စကားများမပြောတော့၍သူ့လည်းငြိမ်နေလိုက်ရတော့တယ်။ထိုအခါအပုံနဲ့ကထပ်ပြီးရလာပြန်တယ်။ဒီတခါအပုတ်နဲ့ကတော်တော်ကိုနီနီကက်ကက်ရလာတယ်လို့ထင်ရတယ်။ဦးကျင်မောင်လည်းပန်ဝင်းကျင်မောင်ခွေးလေခွေးလေများတင်နေမလားလို့လိုက်ရှာကြည့်တယ်။ဘာမှလည်းမတွေ့ဘူး။ထွက်ကဦးကျင်မောင်က ဒီကညီမတို့ဘယ်နားကိုပို့ပေးရမလဲတင်းချိုင်းကြော်ကြော်လေးလားမဟုတ်ဘူးဒီနားပဲရက်ပါဥစင်မောင်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တင်းချိုင်းရှိတဲ့ထဲမှာရက်ခိုင်း၍မတင်ငါဖြစ်လာလေတော့တယ်သူကိုယ်တိုင်ကလည်းစိုးရိမ်သွားတယ်သူ့ကိုမင်းကလေးညောက်ကရိုက်ပြီးတော့စိုက်ကားကိုလူမလားလို့စိုးရင်သွားတယ်။ဒါနဲ့ဦးကျင်မောင်လည်းစိုက်ကားကိုရက်လိုက်လေတော့တယ်။အဲ့ခါမှာဦးကျင်မောင်လည်းစိုက်ကားရက်လိုက်၍"သူမတို့ဆင်းမလား"လို့ကြိလိုက်မိတော့တယ်။သူတို့ကလည်းစိုက်ကားပေါ်မှာထိုင်လျက်သားရှိနေသေးတယ်။ထို့အခါဦးကျင်မောင်က"ညီမတို့ရောက်ပြီလေ ဒုတိယကြိမ်ထပ်ပြီးပြောလိုက်တယ်ထို့သူပြောပြီးသူ့ရဲ့ဘေးတွင်ထိုင်နေတဲ့အမျိုးသမီးကိုကြိလိုက်တဲ့အခါမောင်နေရီလာလို့စိတ်ထဲကထင်မိတယ်မျက်နှာကဆုပ်ပြတ်တတ်နေသလိုလည်းဖြစ်နေတယ်တချို့နေရာတွေမှာအယိုးများပြင်ပေါ်နေသလားလို့တောင်ထင်ရတယ်ဦးကျင်မောင်လည်းနည်းနည်းတော့ကြောက်လာမိတယ်ဒါနဲ့မတင်ကား၍နောက်ကအမျိုးသမီးကိုကြိလိုက်တော့၎င်းအမျိုးသမီးများပြင်အယိုးများငေါထွက်နေတာကိုတွေ့လိုက်ရတယ်ဓမ္မဦးကျင်မောင်လည်းသဘောပေါက်ခါစိုက်ကားပေါ်မှာဆင်းပြီးတော့နောက်ပြန်လှည့်ကပြေးလေတော့တယ်အခုမှဦးကျင်မောင်သဘောပေါက်သွားတယ်သူ့ရဲ့စိုက်ကားကိုငှားစီလာသူတွေကလူစစ်စစ်မဟုတ်ဘဲတရေတရေတွေဖြစ်နေတာကိုတွေ့လိုက်ရလေတော့ ော့တယ်။သူမတို့နှစ်ဦးနဲ့ဆိုင်ကားကိုထားပြီးပြေးလာခဲ့ရအဝေးပြေးဂိတ်ကိုရောက်လာခဲ့လေတော့တယ်။ပြီးတော့ဆိုင်ကားသမားများအချင်းချင်းဖြစ်တဲ့ကိုထုကိုတွေ့လိုက်ရလေတော့တယ်။မောင်တို့ရေကိုကြီးပေါင်းကွာ။ဥစင်မောင်လည်းဘယ်ကနေပဲလို့စပြောရမယ်မသိဖြစ်နေတော့တယ်ဒါပေမဲ့သူပြောလို့လုံနေတော့မှပဲခီးတဲ့နှုတ်ကစိုက်ကားအားလားရှင့်ဟုတ်ကဲ့အားပါတယ် မောင်ထူးကစိုက်ကားလာငားရွေဦးကျင်မောင်ပြောမိစကားများကိုနားထောင်မအားပါသူတို့ကလည်းခီးတယ်လာတော့စိုက်ကားလိုက်ရတယ်မဟုတ်လားဒါကိုလည်းဦးကျင်မောင်ကနားလဲတယ်ဒါနဲ့သူလည်းဘာမှဆက်မပြောတော့ပဲမောင်ထူးတို့ထွက်သွားတာကိုကြည့်နေလိုက်တော့တယ်သူ့မှာလည်းကြောက်လန့်ရွေရင်းနေပါခုံကမောနေလို့တော့တယ်သူအနေနဲ့လည်းတခါမှဒီလိုမျိုးနီးနီးကပ်ကပ်တရေနဲ့အတူမထိုင်ဘူးမနေဘူးကဲတော့စိတ်ထဲမှာလည်းတမျိုးတော့ဖြစ်မိတယ်စိုက်ကားကိမ်းမှလည်းစိုက်ကားသမားတွေဆိုလို့တစည်းမှမရှိတော့ဘူးခီးတယ်တွေရာတော့ထွက်ကုန်ကြတာလားဒါမှမဟုတ်ညဘက်ရောက်လို့ပြန်ကုန်ကြတာလားဆိုတာတော့မသိပါဘူးအဲ့ဒီအချိန်မှာစိုက်ကားတစည်းမျိုးပဲ လန်းကနေနင်းလာတာကိုတွေ့လိုက်ရတယ်တော့လေ။သူမှလည်းစိုက်ကားထားခဲ့ရတာကစိတ်ကမချဖြစ်နေမိတော့တယ်။ပြန်ရင်စိုက်ကားမပါလာရင်ဒေါ်ဘူးမကသူ့ကိုစူးစဲချိန်ဆဲအောင်မှဒေါ်ဘူးမကသူ့ရဲ့စိုက်ကားကိုဂယူးမဆိုင်တဲ့လူဆိုရင်ဘယ်တော့မှမငားတော့ပါ။ဥကျင်မောင်စိုက်ကားစီကိုတော့ပြန်သွားယူခြင်းနဲ့ဒါပေမဲ့သူမြင်ရတဲ့မြင်ကွင်းကိုသူ့စိတ်က၆လက်နေမိတော့တယ်။သူတယောက်တည်းလည်းမသွားရပါ။ဒါကြောင့်လဲမောင်တူးကိုခေါ်ဖို့လုပ်နေတော့ခီးတယ်နဲ့ပါသွားခဲ့တယ်။သူ့ရဲ့စိုက်ကားကိုတယောက်ယောက်ယူသွားမှဖြစ်စိုးရိမ်နေမိတော့တယ်။ဒါကြောင့်မောင်တူးကိုပဲစောင့်နေတော့မယ်လို့ဆုံးဖြတ်လိုက်တော့တယ်။မကြခင်မှာပဲမောင်တူးပြန်ရောက်လာတယ် ယ်။ဟာဥကျေမောင်မသွားသေးဘူးလား။အေးမသွားရဲပဲဖြစ်နေတာ။မင်းကကိုလိုက်ပို့ပါကွာ။ငါတယောက်တည်းမသွားရဲလို့ထွက်ကားမောင်တို့ကဥကျေမောင်ကိုကြည့်ပြီးတနာသွားလေတော့တယ်။ကိုချင်းလည်းစာမိတယ်။ဘာဖြစ်လို့လဲဆိုတော့ तू လဲကြုံခဲ့ဘူးတယ်မဟုတ်လား तू ကြုံခဲ့တာကတော့ဒီနယ်ကမဟုတ်ဘူးသူ့ရဲ့နယ်ဖြစ်တဲ့အညာမှာဖြစ်တာယခု तू တို့ဒီနယ်မြေကိုပြောင်းလာတာလည်းမကြသေးဘူးလေတနည်းလောက်ပဲရှိအောင်မယ်ထင်ပါတယ်ယခုဦးကျင်မောင်တယောက်သူ့ရဲ့ဆိုင်ကပြန်ယူခြင်းပဲမဲ့အဖော်မရှိတဲ့အဖြစ်ကိုလည်းကိုချင်းစာမိတယ်လာဦးကျင်မောင်ကျွန်တော်လိုက်ပို့ပေးမယ်နှစ်ယောက်ဆိုတော့နည်းနည်းတော့အားရှိတာပေါ့ဗျာ သူတို့နှစ်ဦးနဲ့မောင်တို့ကစိုက်ကားနေပြီးတော့ဦးကျင်မောင်ကထိုင်ကလိုက်လာလေတော့တယ်။လာကလည်းမိုက်ညကလည်းမောင်နေတော့ကားလန်တလျှောက်ကောင်းမီရောင်ကိုကြည်ကနင်းလာမိတော့တယ်။မောင်တို့လည်းဦးကျင်မောင်စိုက်ကားရှိရာသူ့နင်းလာခဲ့ရာစိုက်ကားကတော်တော်လေးဝေးနေသေးတာကိုတွေ့ရတယ်။ ကားလမ်းမေးဆိုရင်မဲ့လမ်းတစ်လျှောက်လုံးလူတွေကလည်းတယောက်မှမရှိဘူးတယောက်စနှစ်ယောက်စတော့မတွေ့ရပါမကြတော့အချိန်မှပင်ကားလမ်းမေးကတင်းကျိုင်းကုန်းနာသူ့ရောက်လာကြတော့တယ်မောင်တူးလည်းဥကျင်မောင်ရဲ့အဖြစ်အပျက်ကိုတီထားခဲ့သူဖြစ်၍ကြောနေနေတော့ချမ်းလာတယ်ယောက်ျားဆိုပေမဲ့လည်းတင်းရဲတော့ကြောက်မိတယ်ယခုအဖြစ်အပျက်ကလည်းပူပူနွေးနွေးလေးတယဲနဲ့တွေ့ခဲ့တာဆိုတော့လေသူလည်းလက်နေမိတယ်ထွဲခါဥကျင်မောင်ကခုမှဆိုင်ကားမြင်နေရပြီအမောင်ထဲမှာမှုဆိုင်ကားကအမြင်ရပေမဲ့အနားရောက်ခါနည်းနည်းမြင်တွေ့လာရတယ် သူတို့စိုက်ကားနာကိုရောက်တော့စိုက်ကားပေါ်မှာအမျိုးသမီးနှောက်ကမရှိတော့ဘူး။ဦးကျမောင်လည်းစိုက်ကားပေါ်ကိုအမြန်တက်ပြီးနောက်ပြန်လှည့်ကနေလိုက်လေတော့တယ်။ဦးကျမောင်လည်းစိုက်ကားနေရင်နဲ့နောက်ပြန်လှည့်ကြည့်လှည့်ကြည့်လှုပ်လာပြီးတင်းကြိုင်းကုတ်ဘက်သို့ကြည့်လိုက်မိတော့တယ်။ဘသူမှမတွေ့ရင်စိတ်သက်သာရရသွားပြီးတော့စိုက်ကားဂိတ်သို့အမြန်နှင်းလာခဲ့လိုက်လေတော့တယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့မတင်မကြဖြစ်နေမိတယ်။ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်အမျိုးသမီးနှောက်ကိုစကားပြောခဲ့ရတယ်မဟုတ်ပါလား။ ဘလိုဘလိုတရေဖြစ်သွားတာလဲတရေစင်မဟုတ်ရဲ့လားဥစ္စာကြောင့်နေမြန်လားလို့စိတ်ထဲကလည်းထင်မိတယ်။ဘာပဲဖြစ်ဖြစ်မကျင့်နဲ့ဘူးမနဲ့မိုးလေရင်တော့တင်းကြိုက်ဘက်ကိုတစ်ခေါက်လောက်သွားကြည့်အောင်မယ်လို့စိတ်ထဲနိုင်တီးမိတော့တယ်။စိုက်ကားကရောက်တော့စိုက်ကားကိုဂိတ်ထိုးဖို့နောက်တော့ပြန်လဲရဲ့အလုပ်တွေဟင်းကုရှင်မော်ရင်စိုက်ရလေးတရက်ကိုတွေ့လိုက်ရလေတော့တယ်။ ဘာသာပါလိဟုစိတ်ထက်ကတွေးနေမိတော့တယ်ထိုအမျိုးသမီးတွေရဲ့စာများကြံခဲ့သလားလို့ထင်မိတယ်စာရွက်ကလေးကိုလည်းလေးခေါက်ချိုးခေါက်ထားတယ်စာရွက်ကလည်းတစ်ဖက်တွင်ပန်းပုံများဖြစ်သည်တစ်ဖက်ကတော့စာရေးထားတယ်ဦးကျမောင်လည်းစာပါတော့ဘက်ကိုလှည့်ကစာကိုဖတ်လိုက်မိတော့တယ်ဦးလေးရှင်မနက်မိုးလင်းရင်စိုက်ကားကလာယူပါဟာဟင်းဟုတ်မှာဟုတ်ရဲ့လားထိုးတို့တွေးနေစဉ် တခိုးပြိုတခိုးတခိုးတခိုးသူတို့ဆိုင်ကားကိမလန်းမကန်းမှာတခိုးနှစ်ယောက်ကရှေ့ကနေပြေးသွားတယ်နောက်ကလည်းလူကြီးဆယ်ယောက်ကလိုက်သွားလေတော့တယ်ဒါပေမဲ့ရှေ့ကပြေးသွားတဲ့တခိုးနှစ်ယောက်ကရှေ့ကိုတော်တော်လေးရောက်နေတာနောက်မှလိုက်တဲ့လူတွေကလည်းမလိုက်ရဲလိုက်ရဲနဲ့လိုက်နေမှန်းသိတာတယ်ရှေ့မှာပြေးသွားတဲ့တခိုးနှစ်ယောက်ကတင်းကျိုင်းဘက်ကိုရောက်တော့တင်းကျိုင်းကုန်းထဲကိုဝင်ကပြောက်ွယ်သွားလေတော့တယ်အဲ့ခါမှနောက်မှလိုက်လာတဲ့လူတွေကလည်းတင်းကျိုင်းထဲကိုပြေးဝင်သွားတဲ့တခိုးနှစ်ယောက်နောက်ကိုဆက်ပြီးတော့မလိုက်ရဲတော့ပဲတင်းကျိုင်းရှေ့မှာပဲဟိုကြီးဒီကြီးကြီးပြီးတော့တယောက်တစ်ပေါက်ပြောကပြန်သွားလေတော့တယ်အဲ့ခါမှတခိုးနှစ်ယောက်ကလည်းသူတို့နောက်မှလိုက် ုက်လာတဲ့သူတွေပြန်သွားတာကိုတွေးပြီးတင်းကိုင်းတင်းကနေထွက်လာကြတော့တယ်။ပြီးနောက်အုပ်ဘူးနှလုံးကဆက်လျက်လှုပ်ထား၍၎င်းပေါ်တွင်ခက်တာနားနေလိုက်တော့တယ်။ပြီးတော့သူတို့ခိုးလာတဲ့ပစ္စည်းတွေကို၎င်းပေါ်မှာပဲလက်နေတမိတွေထိုးကခွဲဝင်နေကြလေတော့တယ်။ထွက်ခါသူတို့ခိုးလာတဲ့ပစ္စည်းများထဲမှာအစုံအလင်များလေတော့တယ်။သူတို့ထည့်လာတဲ့အိတ်ဆုပ်လေးတွေသူထိုးသွင်းထည့်လာ၍လွယ်အောက်ကပောက်ပြဲနေတာကိုသူတို့ကမတွေ့ပါ။ထွက်ပေါက်ထဲမှာဆွဲကြိုးလေးတစ်ခုကထွက်ကြလာက ခုနှစ်ခုကြားတွင်တင်ကြံခဲ့လေတော့တယ်။တခုနှစ်ယောက်ကလည်းပစ္စည်းများထုတ်ကအမြန်ခွဲဝေလိုက်တော့တယ်။ကြာရင်သူတို့လက်နေတယ်မြောင်ကြောက်ခုနှစ်ကသူတွေကပြန်လာမှစိုးတယ်မဟုတ်ပါလား။ထွက်ခါတခုနှစ်ဦးကဟဲ့ကောင်တခဲမြေမြေလောက်ကွာငါတို့ကြောက်တယ်။တခဲဆိုတဲ့သူက မင်းကဘာကိုကြောက်တာလဲတရေကွတခိုးလုံးနေပြီတရေကြောက်ရလားဘာပဲဖြစ်ဖြစ်ကွာအမြန်ခွဲပြီးရင်မင်းနဲ့ငါနဲ့ဒီမှာလမ်းခွဲရအောင်တို့တို့တနစ်စာတော့ဖူလုံသွားပြီကွကြံတယောက်ဖြစ်တဲ့မဲလုံးကတော့သူဖြစ်စီခြင်းတဲ့အရာကိုအမြန်ပြောနေမိတော့တယ်ထွက်ခါတခဲဆိုသူကလည်းဂူဘော်တွင်ပစ္စည်းထုတ်ကနှစ်ပုံပုံလိုက်လေတော့တယ်ပြီးတော့မဲလုံးကိုကြိုက်တဲ့ပုံယူလို့ဆိုပြီးတော့ခွဲဝေပေးလိုက်တော့တယ်မဲလုံးမယူတော့အပုံကိုတခဲကယူလိုက်တယ်ပြီးနောက်သူတို့နှစ်ဦးတင်းကြိုင်းနဲ့ကနေထွက်သွားလိုက်တော့တယ်မိုးလင်းတော့ဦးကျင်မောင်တယောက်ညကရတဲ့စာလေးကိုထုတ်ကြည့်ပြန်တယ်ထွက်ခါစာကိုတေချာကြည့်တယ်ဟင်း အခေါမှာကတ်သောစာဖြင့်ရေးထားတာကိုတွေ့ရရင်နည်းနည်းတော့လက်မိတယ်ဒါပေမဲ့စာကိုတော့သူစိတ်ဝင်စားမိတယ် တညာလုံးလဲသွားတဲ့မသွားတဲ့စဉ်းစားနေမိတယ်မနက်မိုးလင်းတာအကြောင်းဒီအကြောင်းကိုလဲစိတ်ထက်ကအရင်သတိရလာတော့တယ်ဒါနဲ့ဥကျမောင်းလဲမနက်မိုးလင်းလင်းချင်းပဲသွားမယ်လို့ဆုံးဖြတ်လိုက်တယ်ဒီနေ့ကလဲအလောက်ကနားရဲ့လေသူ့မကလဲဘာလုံးမှလုံးဆရာမရှိပါစိုက်ကားကလဲညနေရောက်မှရမှဖြစ်တဲ့အတွက်ကြောင့်မလို့ဘာပဲဖြစ်ဖြစ်သွားကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်မနက်စာထမင်းညင်းနဲ့ပဲပြုတ်စားပြီးတော့ကားလမ်းမပေါ်ကိုထွက်လာခဲ့လိုက်တော့တယ်ပြီးနောက်ကားလမ်းတစ်လျှောက်လမ်းလျှောက်လာခဲ့လိုက်တယ်တဖြည်းဖြည်းစိုက်ကားဂိတ်ကိုကျော်လာတယ်စိုက်ကားဂိတ်တွင်တော့မောင်တို့များရှိမလားလို့ကြည့်မိတယ်ဒါပေမဲ့မတွေ့ပါဘူးဒါနဲ့ဥကျမောင်းတယောက်တင်းကျိုင်းဘက်ကိုဆက်ပြီး လမ်းလျှောက်လာခဲ့တယ်။မနက်မိုးလိမ်၍လူများကတယောက်နှစ်ယောက်စာတွေ့ရတယ်။ဒါပေမဲ့သူနဲ့တည်တဲ့လူတော့မတွေ့ပါ။ဦးကျမောင်တင်းချိုင်းနာကိုရောက်လာခဲ့တယ်။ပြီးနောက်ရေမြောင်းကိုကျော်ကပထမဆုံးတွေ့တဲ့အုတ်ကူနှလုံးဆက်နေတာကိုအရင်ဆုံးတွေ့ရင်၎င်းသားတို့အရင်သွားလိုက်မိတော့တယ်။ ဟင်းပထမတစ်ခုကဝေမာဦးအသက်20ဒုတိယတစ်ခုကလည်းဝေမာထွေးအသက်20တဲ့ဟာဥကျင်မောင်အုတ်ကူနှကူရဲ့စာများကိုမြင်လိုက်ရတဲ့အခါမှာတော့ကြောတဲ့စိတ်နဲ့ခံစားချက်ကိုခံစားလိုက်ရတယ်။သူ့ရဲ့စိုက်ကားကိုစီးတဲ့သူများဖြစ်နေ၍ပို၍စိတ်မကောင်းဖြစ်မိတော့တယ်။ယခုမှတော့ဥကျင်မောင်လည်းကြောက်စိတ်များပဲမရှိတော့ပဲသူတို့နှစ်ဦးကိုတနာသွားမိတော့တယ်။နှစ်ဦးစလုံးကအမွှာများဖြစ်၍တနေ့တည်းတေဆုံးသွားပုံရတယ်လို့ထင်မိတယ်။ဖြစ်မှဖြစ်ရလေကလေးတို့ရဲ့လို့ဗဇက်မှလည်းပြောပြီးတော့အုတ်ကူပေါ်တွင်တင်နေရတဲ့တည့်ရချောင်များကိုဖယ်ရှားပေးမိတော့တယ်။ထို့အခါဟာ ဟေးဆဲဂျိုလေးတကုန်းမလားဘယ်သူဟာပါလေဒီနေရာဒီဒေသဆိုတော့ဘယ်သူကမြဲလာထားမလဲမဖြစ်နိုင်ပါဘူးထွက်ကားဥကျင်မောင်းလဲညကစာကိုသတိရသွားတယ်ဟာဟုတ်သားပဲငါ့ကိုစိုက်ကားကလာယူဖို့တမီးတို့ကစာရေးပေးထားတာပဲငါ့ကိုများပေးသလားလို့ဥကျင်မောင်းလဲမယုံမယဲဖြစ်ကဝမ်းသာနေမိတာတော့အမှန်ပဲဘာပဲဖြစ်ဖြစ်ဥကျင်မောင်းကတော့ဆုံးဖြတ်လိုက်လေတော့တယ်သူနဲ့ထိုက်လို့သူနဲ့ရတာပဲလို့စိတ်ထဲကလည်းမှတ်ချက်ချလိုက်တယ်သူလဲဒီနေရာမလာရင်သူရမှာမဟုတ်ပါညကစာအကြောင်းသူယုံမိ၍သူလာရခြင်းမဟုတ်ပါလား ဒါကြောင့်သမီးတို့ကဥကိုစိုက်ကားကပေးတယ်လို့ဥကယူဆလိုက်ပြီနော်ပိုးတဲ့ငွေကိုသမီးတို့အတွက်အလူလုပ်ပေးမယ်တာတို့ခေါ်ဖို့သမီးတို့လာခဲ့ကြနော်လို့ဆွဲချိုးလေးကိုကြည်ကဝမ်းသာပီတီဖြစ်လျက်အိမ်တို့ပျော်ရွှင်စွာပြန်လာခဲ့လေတော့တယ်ဇလဲလေးကဒီမာနေပြီးဆုံးတော့ပါပြီရှင်ဇလဲလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်